ဝေဒနာ၃မျိုးထဲမှာတဏှတာခကြီးမှာအများဆုံးဖြစ်နေတဲ့ဝေဒနာကဥပ္ပကဝေဒနာဖြစ်ပါတယ်။ဒါဒီဥပ္ပကဝေဒနာကဘာဖြစ်လို့အဖြစ်များရတယ်လို့နည်းနည်းမှန်းဆက်ပြီးကြည့်စမ်းကြည့်လို့ဒီနေ့ဒီနေ့မှာဝမ်းတန်နေတဲ့အချိန်ဘယ်လောက်ရှိသလဲ။ဒီနေ့ဒီနေ့မှာဝမ်းနေပြီးတော့ထိုင်ပြီးတော့ငိုကြွေးနေရတဲ့အချိန်ကဘယ်လောက်ရှိလဲ။ဝမ်းနေတယ်လည်းမဟုတ်ဘူး။ဝမ်းတာလည်းမဟုတ်ဘူး။အလယ်လက်မှာနေနေတဲ့အချိန်ကဘယ်လောက်ရှိသလဲ။ နှိမ့်ဆန်ကြည့်ပေါ့24နာရီနှိမ့်ဆန်ပြီးကြည့်လိုက်မယ်ဆိုရင်တော့လေရီရောဘုရားရဲ့မိန့်ကြားချက်ဟာခမန်းလို့ရနိုင်ပါတယ်ဥပ္ပခာနဲ့အနည်းညာကြဒီနေ့တခကြီးအတွဲမှာအများဆုံးဖြစ်နေတဲ့ဥပ္ပခာဝေဒနာကိုတော့ဝေဒနာမှမသိဘူးအနည်းအချင်းတော့ပေါ့ ဒီနေ့ဓာခရီးနဲ့တိုင်းတာပြောလိုက်ရင်တော့အ ਨੇ ချင်းတော့ဖြစ်တယ်ဒုက္ခဝေဒနာကိုသာနေဝေဒနာလို့သိနေမယ်ဆိုရင်ဒီဝေဒနာနုပါဒနာရှုွက်လုံလောက်ပါမလားမလုံလောက်ဘူးနော်ဒီတော့ဒီဝေဒနာကိုရှုတဲ့အပိုင်းမှာတချို့ကခက်ကဘာပြောလဲဝေဒနာကိုကုံအောင်ရှုရတယ်ဟုတ်တချို့ကလည်းဘာပြောလဲ ဝေဒနာတွေကုံသွားပြီတဲ့ဝေဒနာမရှိတော့ဘူးတဲ့ဝေဒနာချုပ်သွားပြီတဲ့မပြောဘူးလားပြောတယ်ဝေဒနာချုပ်ပြီဆိုတော့ကဲကောင်းပြီဝေဒနာချုပ်လို့ရှိရင်အသိစိတ်ကရှိနေပါသေးသလားလို့သူတို့မေးကြည့်တော့သူတို့ကဘာပြောလဲအသိစိတ်ကတော့ရှိတယ်ဝေဒနာကတော့မရှိတော့ဘူးချုပ်သွားပြီ အဲ့ဒါဗုဒ္ဓအဘိဓမ္မာမှာအဲ့ဒီနည်းစနစ်မျိုးရှိမရှိဆန်းသိရမယ်နော်ဝေဒနာဒီဗုဒ္ဓအဘိဓမ္မာမှာတပ္ပစိတ်တာသာဒါရဏစိတ္တိတ်လို့ခေါ်တယ်တပ္ပစိတ်တာသာဒါရဏစိတ္တိတ်ဆိုတာကစိတ်ဖြစ်တိုင်းဖြစ်တိုင်းဝေဒနာအမြဲရှိဒုဝေဒနာဒီဒုက္ခဖြစ်ခြင်းဖြစ်မယ်ဒုဝေဒနာဒီဒုက္ခဖြစ်ခြင်းလည်းဖြစ်မယ်ဒုဝေဒနာဒီဥပ္ပခဖြစ်ခြင်းလည်းဖြစ်မယ်အမျိုးတော့ကွဲခြင်းကွဲမယ် စိတ်တိုင်းစိတ်တိုင်းဖြစ်နေမယ်ဆိုရင်စိတ်တိုင်းစိတ်တိုင်းမှာဝေဒနာအမြဲရှိတယ်ဝေဒနာမပါတဲ့စိတ်တစ်ခုမှမရှိဘူးဒီနေ့ခေတ်ကတော့အတိစိတ်တော့ရှိတယ်ဝေဒနာတော့မရှိတော့ဘူးဟုတ်ဘယ်ရင်ကမှန်လဲဘုရားဟောကပဲမှားသလားဒီနေ့ခေတ်ကပဲမှန်သလားဒီနေ့ခေတ်ကပဲမှားသလားဘုရားဟောကပဲမှန်သလားဒါဆန်းစင်ရမယ်အပိုင်းရောက်လာနော်ဒီတော့ ဝေဒနာသာချုပ်ပြီးတော့အတိစိတ်မချုပ်တဲ့နိစ္စနဲ့ဥစ္စလို့သာသနာတော်မှာမရှိဘူးဝေဒနာသာချုပ်ပါခြင်းအတိစိတ်လည်းချုပ်တယ်ဝေဒနာချုပ်တဲ့သမာပတ္တိဘယ်သမာပတ္တာရှိလဲနိရောဓသမာပတ္တတစ်ခုပဲရှိတယ်နော်သမာပတ္တိတည်းမှာနိရောဓသမာပတ္တကဘယ်လိုပုဂ္ဂိုလ်တွေဝင်စားနိုင်ကြလဲအနာဂံပုဂ္ဂိုလ်နဲ့ယဟနာပုဂ္ဂိုလ်ဝင်စားလို့ရတယ် အနာဂံပုဂ္ဂိုလ်နဲ့ယဟန္တာပုဂ္ဂိုလ်ကလည်းဘယ်လိုအနာဂံနဲ့ဘယ်လိုယဟန္တာလဲလို့မေးတော့သမာဘတ်၈ပါးကိုရရှိတော်မူတဲ့အနာဂံယဟန္တာသူတော်ကောင်းထေတာဝင်စားလို့ရတဲ့သမာဘတ်တခုဖြစ်တယ်။သင်ညာဝရိဒ္ဒနိရောဓဆိုပြီးဒီလိုလဲအမည်နဲ့သုံးထားတယ်နော်။သင်ညာဝရဏတွေချုပ်တယ်ဆိုတော့သင်ညာဝရဏကိုဥဒ္ဒပိပြောလိုက်တာသင်ညာဝရဏဥဆောင်နေတဲ့နန္တရားအလုံးချုပ်သွားတယ်။ဒီတော့မိမိကဗာဓမာဘတ်၈ပါးမှလည်းမရဘူး။ ဘာအနာဂမိမဲ့ညာဘုံညာမှလည်းမရဘူးဘာအရဟတမဲ့ညာဘုံညာမှလည်းမရဘူးဝေဒနာတွေကချုပ်ကုန်ပြီဆိုတော့သမဘရှင်ဘရရှိတော်မူတဲ့အနာဂံယဟနာပုဂ္ဂိုလ်တွေနဲ့မင်းတို့နဲ့ငါနဲ့အတူတူပါပဲကွာလို့နှံ့ပြီးပခုံးချင်းရှင်လိုက်တာနဲ့တူမနေဘူးလားတူနေပြီဒါတတိထပြောရမယ်စကားနော်စကားလေးကဝေဒနာချုပ်တယ်ဆိုပြီးသူများချုပ်တယ်နဲ့ကွာသွားရမ်းချုပ်နေလိုက်လို့ကျင်ကိုဟဖယ်ဆင်းရောက်ပြီဆိုတာလှမ်းပြီးကုန်းဖော်ပြတယ်အဲ့ဒီပုံစံမျိုးကတော့သာသနာတော်မှာ မရှိသင့်ဘူးနော်အသိစိတ်တော့ရှိနေတယ်ဝေဒနာချုပ်သာသနာတော်မှာမရှိ မရှိတော့တစ်ဖက်ကဘာပြန်ပြောလဲဟောသူတို့တကယ်လက်တွေ့အထောက်ခုတော့မှမဟုတ်ပဲဟောဒါနဲ့ပြန်ချီတယ်ဒီတော့ဒီစကားကိုအစ်တို့ဘက်ကလည်းပြန်ပြောရမယ်ဒီလိုဆိုရင်တော့ဘုရားရှင်ကလည်းတကယ်လက်တွေ့အမထုတ်ဘူးလို့လားလို့ပြန်မေးရမယ်ပုံစံဖြစ်မနေဘူးလားဟောနော်စကားစကားဒါသာသနာမှာတော်တော်လေးအလေးနဲ့ထားပြီးစဉ်းစားရမယ် 你看。